MSP တို့တာသမီမကောင်းမိဘကောင်းမဆိုင်အဲ့အရာလေးပြန်မကောင်းတဲ့လူကမွေးကလေးရောမကောင်းတာအဲအချိန်မတော်အပြင်ထွက်တာတို့သိရမလားအခုကဟိုဘားတွေဆိုလဲ12နိုင်တစ်ချက်အဲအဲ့လိုမျိုးမှမူပြီးပြန်တာတို့ဟိုအရာရာပေါ့နော်ဟိုဟိုသတိပြုပြီးတော့ဆင်ញင်စေခြင်းနဲ့ ဒီဒါဒီမှာဒါကျွန်တော်ဒါလက်ဆောင်ရတာရင်းကျလက်ဆောင်ရတာလားဒီထဲမှာပတ်စံပါအာဒီနေ့ဒီကားထဲမှာကကျွန်တော်ကလေအရင်လဲကျွန်တော်ထူးခြားပါတယ်ကျွန်တော်ထက်အသက်ကြီးတဲ့သူတွေကျွန်တော်အဖေနေရတကယ်အဖေကန်းတေးဥဆောင်တာဆိုတော့ဒါအဖေငငယ်ချောချောလေးတွေရှာတဲ့ခါမှာသူတို့တွေ့ပါတယ်ကျွန်တော် CCTV မှတ်တမ်းတွေအားလုံးတော့စစ်ပြီးပါပြီဒါပေမဲ့အကုန်လုံးဖြတ်ခံတာပါ ကိုကွန်သာကျော်ရဲ့အဖေလေအဲ့တော့အဲ့တော့အမေမကျတော့ဒါနီကိုလိုနီကိုလိုပြည့်နေတာတားမဆိုလို့ပြရသေးလားဟမ်ဟုတ်တယ်ပြောတော့ပြရတယ်မဟုတ်ခုနလည်းမကျင်တတ်တယ်လေကျွန်တော်ပြောလိုက်တယ်လေတအားသားနောင်ပီတရလို့တကားပဲခေါ်ရိုက်နောက်လည်းကြောင်ခေါ်မနေတော့ဘူးလို့ခုချိန်ဒီလို့အဲအဲကြောင်ဘာသဘောလဲလို့ခုနကပြောထားတယ်အခုကမီဒီယာမှာကျွန်တော်တက်ပြောတာဟမ်လက်စားတယ်အခုဒီကားမှကျွန်တော်ကျွန်တော်အဖေခေါ်တာသူအဲ့လေကားရိုက်တော့တော်တော်လေးတော်တော်လေးလေ အဖေးလို့ပြောလိုက်ခေါင်းလေးမကြီးကြီးနာမနဲ့အောက်တာလေအဲဒီကားလေးကတော့ရန်လဲဟိုကျွန်တော်တို့ဒါကဘယ်လိုပြောမလဲအဲဒါလူမျိုးနှစ်ခုနဲ့ကျွန်တော်တို့ဒါပေါင်းဆက်ပြီးတော့มาရိုက်ထားတယ်ဒါကျွန်တော်တို့ဒါဇလန်တွဲလောကမှာဆိုတော့ပထမဦးဆုံးသောဇလန်တွဲလေးပေါ့နော်ဒီကိုအကမှန်ဆိုရလဲအရန်တော်တဲ့ဒါရိုက်တာတယောက်ပါဘာလို့ဆိုတော့သူကအဲဒီခရစ်ယာန်မိုင်းနေကျွန်တော်တို့ဒီ ဇက်အင်အလှဲ့ကွက်တွေဆိုမှသူအရန်တော်ပါတယ်ရိုက်ရိုက်တဲ့အခါမှာလည်းသူ့ရိုက်ချက်တွေသူ့ကင်မရာယူဆလေးတွေမတူပါဘူးအဲဆိုတော့အဲသဘောလဲကြပါတယ်အကိုရိုက်တာဆိုတော့ဘာဆိုတော့လေကျွန်တော်တို့တွေဒီထဲမှာအများကြီးပါပါဝင်တဲ့ artist တွေအကုန်လုံးလောက်ကွက်တွေကိုစီရကြတယ်အဲ့တော့ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်နော်ဟုတ်အဲ့မော့ဒီထဲမှာဆိုမဲ့ဒီလိုမျိုးကားမှာပေါ့အားလုံးစိတ်ဝင်စားခြင်းခံတဲ့လူဇလန်တွဲမှာပါဝင်ခင်ရတဲ့အတွက်ကိုလည်းကိုကိုကိုလည်းကိုယ်မဆုံးဘူးပေါ့နော်ပြီးတော့လည်းပါဝင်တဲ့အဲလူတိုင်းလူတိုင်းအကုန်လုံးကလည်းသူတို့ character လေးလုံးဝ ठी ठी မိမိလေးတွေနဲ့အဲ လုတ်ပိုင်ခွင့်တွေအများကြီးပေးထားရတယ်ဆိုတော့အဲယုံပြသလာတဲ့ခါမှာလည်းကျွန်တော်တို့ဒါဒီ channel 7ရာလည်းပြမယ်အဲ hipley ရာလည်းပြမယ်ဆိုတော့ပရိသတ်စိတ်ဝင်စားမှုအခုချိန်တွေအပြေဝါရရှိနေတဲ့စုံမဆက်လန်တွဲပေါ့နော်အဲ့အတွက်လည်းကိုယ်လည်းဂုံယူရတာပေါ့နော်အဓိကတော့သူကမှုကင်းလဲပါမယ်အဲမျိုးမျိုးပေါ့ဒီမိသားစု family အကြောင်းတွေလည်းပါမယ် pride အကြောင်းတွေလည်းပါမယ်အဲအများကြီးယူစရာတွေအများကြီးပါတယ်ပေါ့နော်ဒီဇက်ဇက်အိမ်ဇက်လန်ထဲမှာတော့အဲ့လိုမျိုးပေါ့အဓိကတော့ပိုးလိုက်ရက် ကျွန်တော်တို့တော့တက်မီကျူးနေတဲ့ဆွေခံထားတဲ့သူတွေကကြတော့ကလေးငယ်လေး18နှစ်18နှစ်အဲ့ဝင်ကျလေးပြရတော့ကိုယ်လေးအအောင်မတက်မီလည်းဘယ်လိုမျိုးဖြစ်မလဲအဲအတိစိတ်လည်းမကောင်းဘူးမဖြစ်တဲ့အရွယ်တွေလည်းဖြစ်တယ်အဲပြီးတော့အဲအခုနောက်ပိုင်းမှာအမှုရရန်ကားတဲ့လူတွေလည်းနည်းနည်းများလာတယ်အဲကြောင့်ကျွန်တော်တို့တွေလည်းအဲဘားဆိုတာတွေအစနောက်ပိုင်းဆင့်ကျင်လာတယ်ဟိုကို ညနေတကောင်မှပြန်ရတဲ့ခါကိုတို့အဆင်မပြေတာလည်းပါတယ်လုံချုံကြီးစိတ်မဖြစ်တာပဲအဲကြောင့်တော့ကိုနဲ့အဲတိတ်ပြီးတော့နည်းနည်းလလန်းမိရာလောက်လေးမှပဲဆိုတာအဆင်ပြေတယ်အဲတော့ကိုနည်းနည်းဝေးဝိုင်းတော့ကျွန်တော်တို့ကမဆိုဘူးဒါဆိုညာပိုင်းဘာအပြန်လဲ၁၁စနစ်ဆိုရယ်ပြီးတော့ကားမောင်းလည်းအရန်မူးလွန်ပြီးမောင်းတာမျိုးလည်းရှိတယ်တောင်တောင်လိုက်ကြော်တက်ပြီးမူးပြီးကြောင်တောင်တောင်လိုက်မောင်းတဲ့ဟာလည်းရှိတယ်အဲကြတော့အဆင်မပြေတော့နောက်ပိုင်းကျတော့ကိုယ့်ကို ကိုတ္တိကိုတ္တိအနေနဲ့ပဲကိုယ့်ကိုယ်ပဲစင်ကျင်တယ်အဲကျွန်တော်ဒီပရိသတ်တွေအားလုံးကိုလည်းကျွန်တော်စိတ်ပူတယ်အဲ့တော့ဟိုညိုင်းညံ့တွေထွက်တဲ့အခါမှာလည်းဆက်ဆက်ရခုစိုက်ပူနော်ဟိုကာစီတာရောလိုင်းကားစီတာရောအခုလူရက်မှုတွေလည်းအများကြီးဖြစ်တဲ့အခါကျတော့အဲဆက်ဆက်ရခုစိုက်စစ်ခြင်းနဲ့စိတ်လည်းပူပေးပါတယ်ကျွန်တော်ဟုတ်အဲ့လိုမျိုးဆက်ဆက်ပြီးတော့ဝင်ရခလေးငယ်တွေ ငယ်လေးကျွန်းလို့လည်းခါပါတယ်တချို့ကလည်းဂိမ်းကြောင့်လို့ပြောကြတယ်တချို့ကြတယ်လက်တည့်ရမလားဆိုတော့စီးအဲ့လိုမျိုးပေါ့နော်ဆွဆွဲကြဆွဲအာတချို့ကလည်းဒါပညာတဲ့အတိုင်းမှဖြစ်ရတဲ့နည်းနည်းဆက်ကူလို့တဲ့ဆိုတဲ့ဟာတွေပုံမှန်လေးအဲ့ဒါတွေကလေတွေးတယ်ကြည့်မိတယ်ကြည့်မိတော့လေစိတ်မကောင်းဘူးနော်ဟိုမဖြစ်တဲ့အရွယ်လေးဆိုတော့လေစိတ်ထဲမှာလည်းအဲတမျိုးတော့ဖြစ်တယ်အဲ့လိုလိုပေါ့အသိမပြောတတ်ဘူးလို့ဟုတ်တချို့ကြလည်းဒါတမျိုးကောင်းပြီးပါကောင်း အင်းပေါ့အဲအမှန်တော့လေတချို့ဒီကျွန်တော်တို့ဒီမှာဟာကြတော့လေအဲရာရာအားလုံးကိုတခါကြီးကြရင်အဲ့လိုသားသမီးမကောင်းမိဘကောင်းမဆိုင်အဲ့အရာလေးပြန်မကောင်းတဲ့လူကမွေးကလေးရောမကောင်းတာအဲ့လိုသူတတိယအောင်မကောင်းတဲ့တတိယပါလာတဲ့လူကမကောင်းမကောင်းတာအဲမိဘနဲ့လည်းမဆိုင် အဲအဲ့လိုမျိုးလို့ပေါ့တချို့ဟာတွေကတော့ဒါကျွန်တော်ပြောချင်တာပေါ့အဲ့လိုမျိုးမကောင်းတဲ့လူကတော့ကောက်မကောင်းတာမွေးတွေကတော့သူတတိမကောင်းတာလေလူကတက်တက်ကိုရှိတာအဲ့တော့ဟိုတိတ်ပြီးတော့ဟိုဘာမှအဲ့လိုမျိုးမပြောချင်ဘောနော်ဟုတ်အဓိကတော့ကိုယ်တွေအသွာလာနေထိုင်စင်ကျင်စေခြင်းနဲ့ပြီးတော့ဟိုအရာရာပေါ့နော်ဟိုဟို တတိပြုပြီးတော့ဆင်ញင်စေခြင်းနဲ့အဲအတိကအပြင်အဲ့လိုမျိုးပေါ့အအချိန်မတော်အပြင်ထွက်တာတို့သိရမလားအခုကဟိုဘားတွေဆိုလဲ12နာရီတစ်ချက်အဲအဲ့လိုမျိုးမှမူပြီးပြန်တာတို့ဟိုတလောတော်မှမှာ MRT ဘိုးကအမကိုနေတော့တိတ်ပြီးတော့ဟိုမဆုံဘူးပေါ့နော်ဒါပေမဲ့အဲ့မှဆိုလဲလင်မယားနှစ်ယောက်ဆိုလားအပြင်ထွက်တာအဲမုတ်ထွက်ဝယ်တာဆိုလားလက်တလုံးကြားလေးမှာကားကမူပြီးတော့ဝင်တိုက်သွားတယ်ဆိုတော့အဲ့ပေါ့နော်ဆိုတော့ တော်တော်လေးစိတ်မကောင်းအောင်နော်အဲဒီမှာအတွက်လည်းတကယ်စိတ်မကောင်းတဲ့ဒရင်နေတက်လာတဲ့အခါမှာလည်းတော်တော်စိတ်မကောင်းအဓိကအပြင်တော့ကိုမူးရရန်ကားပြီးတော့ဒီဒရင်ပြီးသူများမိသားစုကိုလေအစိတ်စိတ်မှမှဖြစ်သွားစေအဲ့တော့ဟိုဟိုတောက်စားမူးရပြီးတော့ကောင်းမောင်းတာတွေကိုလည်းဆင်ကျင်နေတယ်ပြီးတော့ဟိုအပြင်ထွက်တာတွေကိုလည်းဆင်ကျင်စေခြင်းတယ်ပေါ့နော်အဲ့ဒါလေးပေါ့မြန်မာစတာပစာ